အားပဲမင်္ဂလာပါခင်ဗျာအဲကျွန်တော်နာမည်မင်းစောဟိုင်းလို့ခေါ်ပါတယ်ဟုတ်ကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ဒီယဉ်ကျေးမှုထုံးတဲ့တွေရဲ့အလေးအကျင့်တွေကြောင့်ပေါ့နော်မြို့သမီးတွေရဲ့အခွင့်အရေးနဲ့အာလုံခြုံမှုပေါ့ဘယ်လိုမျိုးတက်ရောက်မှုရှိလဲဆိုတဲ့အကြောင်းအရာပေါ့ဆိုတော့ကျွန်တော်ကဘာလူရဲ့ငါးစီရဟိုင်းလုံးကြော်ဟာယာသီလာတယ်ပေါ့နော်ဒီလူဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ယာသီတွေကမရှိမဖြစ်လိုအပ်တယ်ပေါ့ဒါပေမဲ့ကမ္ဘာနေရအများစုရဲ့ယဉ်ကျေးမှု ဟိုနေပြည်အများစုမှာ ရာသီတည်းကရှက်စရာကောင်းရင်ယွန်စရာကောင်းလေဆိုပြီးတော့မှကျွန်တော်တို့သတ်မှတ်ထားကြရတယ်ဒါအဲလူလောက်ကထိကဖြစ်စဉ်တစ်ခုအနေနဲ့ဒါပုံမှန်ပါဆိုပြီးတော့မှအသေးမဲ့ပြုချင်းမရှိပြင်တဲ့ခွေးကြက်ဆက်စုံမှုရှိနေတယ်ပေါ့နော်ဆိုတော့ဒါကဘာဖြစ်နေလဲဆိုတော့ဒါလူခွင့်ရင်းပညာစာရင်းရဲ့အခြေခံစံတန်ဖိုးတွေနဲ့ဟိုဆန့်ကျင်နေပါတယ်ဒီ UDH ရလို့ခေါ်တဲ့ဒီကဘာ ဟိုလူခွင့်ကြီးညာစာတန်းဆိုလို့ရှိရင်နိုင်ငံအများစုကလက်မထိုးထားတယ်ပေါ့နော်အဲ့ဒီစာချုပ်ကအပိုက်တင်းနေတော့မှဆန့်ကျင်နေတယ်အဲ့ဒီအပိုက်တေးရဆိုလို့ရှိရင်အဲကြာမအဲလူမျိုးဘာသာအသားယောင်တွေအကုန်လုံးကဒန်းလို့ဖြစ်တယ်ပေါ့နော်ဒီလိုမျိုးရာသီတေးကနိုင်ကြပါရဆိုတော့ဟိုအယူဆတွေဟိုအလေးကျင့်နေရှိနေခြင်းဟာအမျိုးသမီးတွေကိုဓာတ်ရိုက်တော်လောက်ကောင်းတွေ့ဝဲရတော်လောက်ကောင်းပေါ်ပေါ်ထင်ထင်ခွေးချားဆက်ဆက်နေခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပရိသတ်တွေအနေနဲ့ဒီလိုမျိုးခွေးချားဆက်ဆက်မှုတွေကိုကျွန်တော်တို့သိတယ် ိပြီးလို့ရှိရင်ကျွန်တော်ထိုင်ကြည့်နေကြမှာလားပေါ့နော်အဲဘာလုံးမှာလဲဆိုတဲ့ဟာကိုစဉ်းစားသိချင်ပါတယ်ကျွန်တော်တို့ဒီနေ့ပြန်ခွင့်မှာဆိုလို့ရှိရင်အဲဟိုပုံစံမျိုးစုံနဲ့အကုန်လုံးပြန်ခွင့်ရတယ်ပြောကြရပေါ့နော်ဆိုတော့ဘာလုံးမှာလဲစဉ်းစားထားသိချင်ပါတယ်ဆိုတော့ဒီလိုမျိုး practice တွေရှိတော့ကျွန်တော်ဘာတွေဖြစ်လဲဆိုတော့အာကျွန်တော်တို့ဒီအမျိုးသမီးတွေကိုနှိုက်ကိုကကိုယ့်အကိုသိနေတယ်ငါဘုံနှိမ်ပါတယ်ဆိုရဲခင်စားချက်ကိုကျွန်တော်အမျိုးသမီးကခင်စားရတယ်ပေါ့နော်အဲ့ဒီနောက်ကိုရဲ့ impact မှာဆိုဆိုလို့ရှိရင် အမျိုးသမီးကကိုဟောက်ကိုယုံကြည်မှုကြပြီးတော့စီးပွားရေးလူမှုရေးတို့ပညာရေးတို့စရဲ့ကိန်းအသီးသီးမှသူက empower မဖြစ်တော့ဘူးအဲ empower မဖြစ်တော့ဘာဖြစ်လဲဆိုတော့ရှင်ကျွန်တော်တို့ gender inequality ဖြစ်လာတယ်ပေါ့နော်ဆိုတော့အမျိုးသမီးတွေရဲ့စမ်းရည်ကိုထုတ်ပေါ်ခွင့်မရတော့ကျွန်တော်တို့ဒီအမျိုးသမီးတွေရဲ့စီကရတဲ့လူစွန်းကအရင်းမြစ်တွေကလူဖွဲ့စီကမရဘူးဆိုတော့ဘာနဲ့တူလဲဆိုတော့ဟိုအငက်တကောင်ပေါ့နော်အတောင်ပဲနှစ်ဖက်ရှိပါရဲ့ ਨੇ ငါရဲ့ညာဖက်အတောင်ပွဲဟာဘာမှသုံးလို့မရပါဘူးဆိုတော့ဟိုအမြင်နဲ့တူနေတယ်ပေါ့နော်ဆိုတော့အတောင်မတစ်ဖက်တည်းနဲ့တောနေတဲ့အခါကျတော့လိုရှင်တဲ့ခရီးကိုမရဘူးအဲ့လိုမျိုးဖြစ်ကုန်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးဟိုပါပေါ့နော်ဒီ cashier practice ကိုဒီကို short ကြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ education system တွေကျွန်တော်တို့အများကြီးပြောင်းလဲဖို့လိုတယ်အဲဒီပြီးတော့ဒီအမျိုးသမီးတွေရဲ့ဒီဟိုရာသီလာရှင်းကိစ္စကိုဟို ဒါဟိုမှားရင်လည်းဟိုရှက်ရှက်ကောင်းတဲ့အရာမဟုတ်ပါဘူးဆိုတဲ့ဟာကိုအသိပညာပေးဖို့အတွက်ဒီလူထုကိုလည်းအသိပညာပေးမဲ့ policy တွေကို NGO တွေအစိုးရတွေကလည်းပြဋ္ဌာန်းသင့်ပါတယ်နော်ပြီးလို့ရှိရင်ကျွန်တော်အနုပညာတွေကနေတဆင့်လဲကျွန်တော်တို့တော့ပြီးတော့မှလုပ်လို့ရတယ်ပေါ့ဗျာဟုတ်ဆိုတော့ negotiation နေတဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအမျိုးသမီးတွေအပေါ်မှာခွေရဖိနှိပ်ထားတဲ့ယာတီသွေးဆိုင်ရာဖိနှိပ်မှုတွေကိုပပျောက်အောင်သုံးချင်းဟာ လူတိုင်းလူတိုင်းရဲ့အခြေခံလူအခွင့်အရေးကိုဟိုမြင့်တင်ခြင်းဖြစ်တယ်လူအခွင့်အရေးမြင့်တင်လို့ရှိရင်အဲ့ဒီလူအဖွဲ့အစည်းရဲ့အဖွံ့ဖြိုးတိုးတက်မှုဟာပိုပြီးတော့မှအရှိကိုရောက်မယ်ဆိုပြီးပြောရရင်ကျွန်တော်နင်းကုန်လျှောက်ပါတယ်ဟုတ်